ခမရပြောတော့မိကလွယ်လို့မတူဖို့မှမချစ်ဘူးမိတယောက်တစ်ခုပဲချစ်တယ်ဆိုအရင်မတောင်းပါနဲ့စလိလက်မတောင်းနဲ့ကိုယ်လက်မဆနဲ့ဆိုပြီးမကောင်းတာတွေမလုပ်ဖို့တပိတ်ခဲ့တာလဲခမရပဲလေချစ်တတ်အောင်တပိတ်ခဲ့တာကလည်းခမရပဲပေါ့ငါလည်းခမရကိုအရာချစ်တာကြောင့်ခမရပြောတိုင်းဟုတ်ကဲ့ဆိုပြီးကောင်းငိတ်ခဲ့တယ်ခမရခိုက်တိုင်းငါလိုက်လို့ပေးတယ် တချို့အရာတွေဆိုကုတ်လန်းလွယ်ဇယ်လဖွားအတက်နဲ့ရေးပြီးငါ့ကိုမွေးခဲ့တဲ့အမေရဲ့စကားတော့ငါနားမထောက်ခဲ့ဘူးဒါပေမဲ့ခမစိတ်ကြိုက်ငါအကူလိုက်ရောက်ပိတ်ခဲ့တယ်လေငါတို့နှစ်ယောက်ရဲ့အချစ်တွေ ခိုင်မြတ်စေဖို့ရှေ့ကိုကြိုးစားပြီးငါရှောက်လှနေတဲ့အချိန်မှာ ခမကငါရဲ့နောက်ွယ်မှာအခြားတယောက်နဲ့ပျော်မြူးနေတော့ခမပိတ်လိုက်တဲ့တေခါစာကား ငါအတွက်ခတ်တိမှုတွေဖြစ်လာပါလေရော အရက်ခွက်ကလေးကြိုက်ပြီးစလိတ်တဖွာဖွာနဲ့ကိုလဲစာဓာရီအလိုကမကောင်းမှတီးပေမဲ့ငါအတွက်အဖို့ကောင်းမိဆွေကောင်းတွေဖြစ်လာပါလေရောဗောခမည်းတော်ကမိတ်ချင်ပါတယ်ခမည်းတစ်ပေးလိုက်တဲ့တခါစာကငါလိမ်မှာရစ်ကြိတ်ပြီး ကောင်းတာတွေလို့လူကောင်းတယောက်ဖြစ်ဖို့အတွက်လားမကောင်းတာတွေလို့ပြီး လူဆုပ်လူမိုက်ဖြစ်ဖို့အတွက်လားပြီးတော့ချစ်တတ်အောင်တည်ပိတ်ခတ်တာလားမုတ်တတ်အောင်တည်ပိတ်ခတ်တာလားတိတ်ချာတာက ခမရကုံကအရမုန်းနေပြီဟာခမရပိတ်လိုက်တဲ့နာကျင်မှုကြောင့်အရင်တုန်းကအရက်သမားဆလိတ်သမားကိုတမားမဖြစ်ခဲ့ပေမဲ့အခုတော့သမားဆိုတဲ့စကလုံးအောင်မှာငါသားရနေမိပြီဟာ